အားလုံးပဲမင်္ဂလာပါဗျလိုက်တက်လိုက်ပြီဆိုရင်ဘယ်သူများလဲလို့ကြည့်လိုက်ကျွန်တော်ဖွဲ့ရခဲ့ရင်းဆုံးရောက်လာနော်ကျွန်တော်ဖွဲ့ရခဲ့ရင်းလုံးရောက်လာပဲလေကျေးဇူးတင်ပါတယ်အားလုံးပဲပေါ့နော်ကျွန်တော်တို့တွေကျွန်တော်တို့တွေလာတိတိမိမိ တိတိမိမိကစားကွက်တွေနဲ့တကယ်တမ်းတော့တကယ်တမ်းတိတိမိမိကိုအောင်ပွဲခံတဲ့အချိန်ကြီးရောက်နေပြီလို့ဒါမှမဟုတ်ကျွန်တော်တို့ကံမလိုက်ကြကံလိုက်ကြနော်လေးကျင်းစက်တဲ့ လေ့ကျင့်စတဲ့နော်963ပြီးပြီဆိုတဲ့ကျွန်တော်ပြောခဲ့တဲ့စကားတွေမှတ်မိမှာပါ9ချိန်တွင်းပါလားသူရှိ9နှစ်တော့ကကနန်းနေဘယ်နှခွက်လာမလဲကျွန်တော်ပြောခဲ့နော်68 9 9 3 8 8 3 3 9 6 4ခြင်းစက်တိုက်ဖရိတ်တစ်ခုရဲ့အနေနဲ့စိတ်ကြိမ်ခံပြီးကစားနေတာပဲစနစ်ကလည်းကစားနေတာပဲ ေးချေတာလဲစနစ်ကမှန်းနေတာလေကန်ဆိုးနေတာက ရေးချေတဲ့ကနန်းကမအောင်ဘူးရေးချေတဲ့ကနန်းကမှန်ပြန်တော့နေရာကထိထိနေနေမအောင်တာလားနေရာကတိတိမိမိမောင်းတာလား မိတော့မိမှာပေါ့နော်တခြင်းချင်းတော့ကိုကိုကို30ထွက်ပြီးရဆရာမရဘူးဆရာဟုတ်တယ်ဗျာဟုတ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဖွယ်တယောက်တည်းရတာလေမနေ့ကကျွန်တော်ညဖုံးဆက်တယ်ခင်ဗျားတို့သတိမထားဘူးအဲ့လိုပေါ့ကလင်တာဝါနာပါရဆိုရင်တကယ်တိတိမိမိထောက်နေလို့ပေါ့ကျွန်တော်မိတ်ဆွေတို့ချင်းပြလေကိုကြင်မြတ်မှာ 2022ကထွက်တဲ့ကဏ္ဍဆိုင်ရဲ့2023ကထွက်တဲ့ကဏ္ဍဆိုင်ကဲဒါကျွန်တော်တို့2023ထွက်တဲ့ကဏ္ဍဆိုင် organize ကစလိုက်တယ်ကုကုစက်ပဲလေအဲ့ဒါကိုဆက်ဆက်ပြီးတော့တဲ့အဲ့ဒါကိုဆက်ဆက်ပြီးတော့2020ဒီထဲမှာလည်း39ကုသုံးလို့ထွက်တယ်တဲ့2000 23မှာလေ933လို့ထွက်တယ်တဲ့ဆရာက930ဆိုတော့မူကနပြထားလို့အာထုတ်လိုက်တာအာထုတ်လိုက်တာတဲ့သူနီးသူဟန်နဲ့သူအကြိုက်နေမှာပေါ့နော်930နဲ့339ကိုနှစ်ကွက်တင်းထိုးတာသူကတင်းကွက်ပေါက်တယ်ဒါကျွန်တော်တို့ဖွဲထဲမှာပဲမိဆွေလို့အဲ့လိုပေါ့ကျွန်တော်ပြောကိုယ့်အကူလည်းညံကွန့်ကြရတယ် တယောက်ချင်းရဲ့ကံတရားကိုယ့်အကိုစမ်းကြဒါဟုတ်ပြတယ်နော်မင်းညကျွန်တော်ဖုံးဆက်ပြီးဒီချာပြောပြကြ2022ကကနန်းကိုလည်းဖမ်းပြတယ်ဆရာက2023ကကနန်းကိုလည်း all kindness ဆိုင်ရ2023ကကနန်းဖမ်းပြတော့တဲ့2022မှာလည်း3ယောက်ကုသိုလ်ထွက်ထားတာတဲ့2023မှာလည်းကုသိုလ်ညာ3ကိုထွက်ထားတဲ့မွေးကနန်းလည်းပြီးထားတယ်အားထုတ်လိုက်တယ်တဲ့အဲ့ကနန်းတို့ကအဲ့ဒီမှာသူ့အကြိုက်ကလည်း ကျွန်တော် organize ဟိုမူကနေပေးထားတဲ့နေရာထိုင်က930တဲ့သူလည်း339လို့အခြားသူနီးသူဟန်နဲ့နေမှာပေါ့နော်ကြိုက်နေတာရှိရနှစ်ကွက်တင်ထိုးတာတဲ့သူတင်ကွက်ပေါက်လိုက်တယ်တဲ့သူအာတုအင်းတဲ့ပေါ့နော်သူနိုင်တော့အချူခံစားလိုက်ရပါတယ်တဲ့ကျေးဇူးတင်ပါတယ်ဖုန်းဆက်ပြီးပြောလိုက်ဝမ်းသာပြီးနော်တခြားတခြားဆိုကျွန်တော်အဖွဲ့ဝင်တွေလည်းပဲအဲ့လိုကိုယ့်ကိုယ်လည်းညံကွန့်ကြရဆိုတော့ဒါကိုပြောတာနော် ကိုကကိုညာကွန့်ကြတာဒါဟုတ်ပြောနော်ကျွန်တော်ဒီစနစ်ဒီနော်ပပလမလေးချပြတယ်မမအောက်မလေးချပြတယ်68ခုနဲ့68ခုမှသူရှိနေကကနဖန်းနဲ့နှစ်နှစ်ခုမှသူရှိတနည်းကျော်ခနဖန်းနဲ့38မှာကျွန်တော်တို့အညာတည်းစီနာရောမကွန်ဆာရတဲ့နှစ်တဲ့ကနကျွန်တော်တို့ခွန်90ဆိုထိုးတယ် ဒီဘက်မှာကျွန်တော်690ထိုးတယ်ပေါ့နော်ဒါညမစ်စ်တွေအကုန်လုံးအသိနော်ဂျူရှင်းရှင်းလေးပဲကျွန်တော်ထောက်ပြခဲ့တာပဲနော်မစ်စ်စ်တို့လည်းကိုယ့်ကိုကြည့်ကိုယ့်ကိုထပ်ပြီးညံကွန့်ဆိုတကယ်ကွန့်နိုင်တယ်လို့ကံလေးလိုက်တယ်ဒီပေါ့နော်ရသွားတယ်တယောက်တော့သူအားသူ့ရင်နဲ့တော့သူတော်တော်လေးပေါကနန်းတို့ဖြစ်နေတာရပါတော့နော်ဝမ်းသာမိတယ်လို့ဒါကြောင့်ပြောတာ ပြီးကြတဲ့ပွဲမှာဒါမမအဖွဲ့ဝင်တွေကိုဒီစနစ်နဲ့ထောက်ပြီး consultation ပြန်တဲ့ကိုဖမ်းပြရတယ်နော်မှတ်မိမှာပြန်တဲ့ကနေရိုက်တယ်ဒီ300ဟီဒီနာလုံးပေါင်းခွန်လိုက်မယ်နော်ပြန်တဲ့ကနေရိုက်တယ်ဒီဆောင်မထွက်တဲ့ကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မြောက်ကကနေအဲ့လိုပဲဒီမှာပြန်တဲ့ကနေကတစ်ချိန်မြောက်ရိုက်တာ306ခုပြီးအပေါ်က6309က309ခုရိုက်ဒီမှာထွက်တဲ့ကနေဒီတစ်နေ့နှစ်နေ့သုံးနေ့လေးနေ့မြောက်ကကနေ အဲ့ဒီမှာလည်းဒီဖြစ်စဉ်ရှိတယ်တောကုင္က၅ကုင္လို့ရိုက်တယ်ဒါတခြားထိတ်နေပါရဲ့နော်ဒီနေရာမှာထက်တဲ့မကနန်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်မြောက်နှစ်ကကနန်းနှစ်ကြိမ်မြောက်နှစ်ကကနန်းတာ၃ကုင္စနစ်ကအမှန်ရိုက်သွားတယ်ကျွန်တော်ကဘာဘာတွေကွန်ဖရင့်ရှင်ဖမ်းပြလိုက်တယ် public meeting များလည်းကုလင္ကဖမ်းပြလိုက်တယ်ကနန်းကိုဖမ်းတာမမှန်ဘူးစနစ်ကမှန်တယ်တော့အဖို့ဝင်လေအကောင်အသိပဲနော် public ကိုကိုလီငါလို့အိုင်လန်ကြီးကွက်ဖမ်းပြလိုက်တယ်လာမမာတွေကခွန်ဆောက်ချက်ဆိုဖမ်းပြလိုက်နောက်အကြိုက်ဆုံးကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာဒါကျွန်တော်ရှင်းလန်းထုံနေနော်ရှင်းလန်းထုံနေဆိုနှစ်ပေါက်မမ်ဘာဝင်တဲ့လူတွေကတော့သူတို့ကမမ်ဘာအကောင့်မှာကြည့်ရတာဟို site တွေတချင်ချင်းဝင်တဲ့လူတွေကတော့မကြည့်ရအောင်မကြည့်ရတော့ဒါကျွန်တော်တို့ရွေးချယ်တဲ့စနစ်က ဘလို့ကြောင့်ရွေးချယ်ထားတယ်သို့တော့ကျွန်တော်တို့ဖမ်းတဲ့ကဏ္ဍဒီယူဆတဲ့ကဏ္ဍဒီမောင်းတာမောင်းတာပါပဲပေါ့နော်သူတို့တွေကြတော့ဒီလိုသိထားဖို့လိုအပ်တယ်ထင်လို့အရှင်းပြတယ်နော်တောင်ရလေဒီနောင်လုံးမောင်းခွန်လို့ရိုက်တယ်အဲ့ဒီနှစ်သေးကရှင်းတော့ပိတ်ပုံစံရှင်းလုံးမောင်းကိုနဲ့ break ဖွန်ကဏ္ဍဘလို့ကဏ္ဍမျိုးတွေသူဆောင်ဒီကိနှစ်ကိသုံးကိရပြီးမှအဲ့ဒီနှစ်တွေတောင်ရလေဒီနောင်လုံးမောင်းခွန်ရဲ့လို့ခွန်ဒီနောက်ဆုံးနောက်ပိတ်ဖြစ်ရမှာ အဲ့ဒီကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်8နှစ်မြောက်တော့မှလိုက်ထွက်ရမှာဘယ်ချိန်မှထွက်ရမှာလဲထွက်ထားတဲ့ကဏ္ဍဒီ၈နောက်ပိုင်းနဲ့ယူချလို့ဒီချိန်ဒီချိန်သုံးချိန်မှ၈ထိပ်အဲ၈ထိပ်၉ပိတ်၈ထိပ်၅ပိတ်ပရမတ်ကဒုတိယကက၈ထိပ်၆ပိတ်တတိယကက၈ထိပ်၇ပိတ်အဲစနစ်နဲ့ဝင်သွားတာဒီနေရာမှာထောက်ထားတဲ့ကဏ္ဍဒီဒီနေရာမှာထောက်ခဲ့တဲ့ဒီနေရာမှာ break ကိုထောက်လို့ဒီနေရာမှာသူ့ရှေ့မှာ break ကိုထောက်ပြီးမှဒီကဏ္ဍကြာတာ ကြပြရနဲ့ဒီနေရာမှာဝင်တဲ့ကဏ္ဍนี่သူရှိတစ်နှစ်ကျော်ကဏ္ဍဒါကိုဖန်ထုတ်တယ်ပြီးကြ organize ကစားခဲ့တဲ့စနစ်တယ်နော် organize ကစားခဲ့တဲ့စနစ်ပဲလာတောင်းညာလေးဒီနောက်မှခေါ်လို့ရိုက်တယ်ရှစ်နောက်ပိုင်းနဲ့ break ရှစ်ဒီနေ့ချင်း၃ချိန်မှာခေါ်နောက်ပိတ်၆ဆောက်အဲ့ခေါ်နောက်ပိတ်နောက်ဆုံးခေါ်နောက်ပိတ်အဲ့ကဏ္ဍကတနေ့နဲ့နေ့၃နေ့၄နေ့၅နေ့၆နေ့9နေ့မြောက်ကိုလိုက်ထည့်အောင်မှာပဲချိန်မှလည်း ရှစ်နောက်ပိတ်နဲ့၆ကီလိုတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်နေ့ကြိမ်ပြောင်းမှာ၈ထိပ်ဒီမှာ၆နောက်ပိတ်၅ထိပ်ပြီးတော့၆နောက်ပိတ်ဒီကနေ့မရခင်ဒီဆောင်မှာ break တခုထောက်မှာအဲ့ break ဒီဒီမှာ၆ခဲ့တယ်၈နောက်ပိတ် break ရှိလို့ရဲတဲ့ချိန်မှာဒီမှာ၆ခဲ့တဲ့ကောင်ကဒီမှာလာပြီးတော့အရင်ထောက်ပြီးမှဒီကနေ့ကကြတယ်ကြပြရတယ်ဒီကနေ့630ဆိုတဲ့ကနေ့ကသူ့ရှိတစ်နှစ်ကျော်ကနေ့ဟုတ်ပြီနော် တတိယကြတိတိုင်းမှာ340နာရီလောက်ခွန်ရိုက်တယ်၈နောက်ပိတ်ပုံတင်တယ် break ခွန်ပြီးတော့ break ရှိပြီးတော့ဒီမှာ break 9တစ်ချိန်နှစ်ချိန်သုံးရပြီးမှ9နောက်ပိတ်နောက်ဆုံး9နောက်ပိတ်ပဲအဲ့ဒီကနေဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြားနှစ်ခုနှစ်နှစ်ကြာမှလိုက်ထွက်တစ်ချိန်မှလည်းတစ်ချိန်နှစ်ချိန်သုံးချိန်မှ၈ထိပ်၅ပိတ်၈ထိပ်၆ပိတ်ပြီးတော့၈ထိပ်ခွန်ပိတ်လို့ထွက်အဲ့ကောင်ရင်စောင်းဒီနေရာမှာဖြစ်တဲ့ break ဒီ ဒီနေရာမှာခံခဲ့တော့ဒီမှာထောက်ခဲ့ brainic brainic လို့အရင်ထောက်ပြီးမှဒီကနေ့လာထွက်ထွက်ပြီးတာနဲ့သူ့အောင်မှာထွက်တဲ့ကနန်းသည်သူ့ရှိတနှစ်ကျော်ကနန်းအမှန်ကန်ရိုက်တာပြန်အမှန်ကန်ရိုက်တာပဲဒီကနန်းမမမွေးကနဲ့ဆက်ကွက်ထုတ်ပြထားတဲ့ဒီကနေ့ပါတယ်ကျွန်တော်ကတော့အထိုင်စီ930 အထိုင်းဆိုပြီးပြေးပြေးတယ်အဲ့တော့ဆက်ဆက်မှုတွေအားလုံးရှိနေရပဲခုနကကျွန်တော်ရှိနေပြဒီနေရာမှာသူရှိ၄နှစ်ဘောက်ကနန်းကိုဒီကနန်းဆိုကလီ90မွေးကနန်းထည့်ပေးထားတာတာဖင်သူပြောမှာမဟုတ်တော့ဘူးဆို90တက်ကျွန်တော်တို့နေရာယူချတဲ့ကန်တရားမတိုက်ဆိုင်နေလို့တွတ်နေပြီကျင်းနေလဲပေါ့နော်ဒါမွေးမမမွေးကနန်းဆက်ွက်ထဲကတကွက်ထွက်သွားတာ နေရာထိုင်ကတော့ကျွန်တော်ဖမ်းတာ930ဖြတ်သွားတာက300မြောက်ခုနလိုမျိုးညံကွန့်ပြီးထိုးတဲ့လူရဒီချိန်မှာမွေးကနန်းကိုပဲလေထိုးတယ်သူကြိုက်တာရွေးတယ်အဲ့လိုအောင်သားလူတယောက်ပေါ်တော့ဝမ်းသာတာပေါ့နော်ဝမ်းသာတာပေါ့လားဒါသူ့ရဲ့တစ်နှစ်ကျော်ကနန်းထွက်တာပဲကျွန်တော်ရွေးချလိုက်တာကဒါကျွန်တော်ရွေးချထားတဲ့ကနန်းဒီမှာရွေးချထားတဲ့ကနန်း၄တတဒီမှာရွေးချတဲ့630အဲ့ဒီဖြစ်စင်နဲ့ထောက်ပြီးကျွန်တော်ဒီကနန်းကိုရွေးချပြီးတော့ပြီးခဲ့တဲ့ပွဲမှာ ဩဂနန်ကစားထားတဲ့ frame ပဲเนาะ990ကိုဒါနဲ့ကစားထားတာအဓိက break ပေါ့เนาะဒီတခါခွားခွန်ရဲ့ဇောင်းမှာ break sheet light ကိုလည်းမဒီဒီချိန်မဲ့ပါတာအဲ့ break sheet ကိုဦးစားပြီးကစားလိုက်တာပဲเนาะအဓိကဒီနေ့ကြော်ကနအောင်တဲ့ member တွေကျွန်တော်နှစ်စတဲ့ဝင်ထားတဲ့လူတွေဆိုသိတယ်ခင်ဗျားတို့ စားကတည်းကအများကြီးတော့အမျိုးမျိုးယူလို့ရတယ်ကိုယ့်ကိုယ်လည်းညံကွန့်ပြီးသုံးကျုပ်ကလည်းဆုံးဖြတ်ကြကြတယ်မိမာရမှာတော့ပြတ်သားအောင်ကျုပ်ကလည်းဆုံးဖြတ်မှာပဲလို့ကျွန်တော်ပြောခဲ့တယ်ခင်ဗျားတို့ကမိနေတာဘရိတ်တူဘရိတ်နဲ့သူဖြစ်တနည်းကျော်ကနေတကယ်ရိုက်တာကျွန်တော်ပြောခဲ့ဘူးတယ်ဘရိတ်တူဘရိတ်နဲ့သူဖြစ်တနည်းကျော်ကနေတကယ်လာတာ ဒီမှာလဲ break to break နဲ့သူရှိတနေ့ကြောကနေအဲ့ဒါမျိုးလာဖို့ရှိတယ်အကွက်ကညံကွန့်တော့လို့ပြောခဲ့ဘူးတယ်ကျွန်တော်ကဒါတိမထိုင်းတာမိကုန်နေတာเนาะကျွန်တော်ပြောခဲ့ဘူးတယ်အရင်တော့မိဒီကျွန်တော်ရဲ့မမအကောင့်မှာဖြစ်မထားဘူးအခုပိုင်းတော့ light လွတ်နေတာဒီမှာမျိုးပြန်ရှာကြည့်ကျွန်တော်ပြောခဲ့ဘူးတယ်အဲ့ဒါမျိုးတွေကအကွက်ကို အမြင်နဲ့ကျွန်တော်ပြောနေနိုင်မှာမဟုတ်ဘူးခင်ဗျားတို့တိုက်ဆိုင်တဲ့အချိန်ကျကိုယ့်ကိုစမ်းကိုယ့်ကိုညံပုတ်ပြီးသုံးကြကျွန်တော်လည်းမှတ်မိတဲ့အချိန်လေးတွေပြော့ပြော့ထားတာတနစ်စာပတ်ချလဲပြောတော့ဒီသုံးရထည်စီနော်မောကွန်လိုင်းကိုချေးနှောက်ပြီးပြောတော့ကျွန်တော်တေချာပြောခဲ့ဘူးတယ်ပြောခဲ့ဘူးတယ်တာဘီမဲ့ကန်တရားကလည်းလူကြီးတယ်နော်အဲ့မှာလည်းကျွန်တော်ထောက်ပြခဲ့ဘူးတယ်ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းသတိမရနိုင်ဘူးကျွန်တော်အမြဲတမ်းပြောတယ် ရိတ်ချောက်ကဗရိတ်ချောက်လေသူရှိတဲ့နေကျော်ကမဟိုက်ထိသီဒီပါဝါလို့ထောက်တာ ਨੇ ဒီဗရိတ်ဒီဗရိတ်နဲ့သူရှိတဲ့နေကျော်ကနန်းတကယ်ပြောခဲ့ပြီးကောကိုပြတ်စစ်အဲကြောင့်ကျွန်တော်ပြောနုဆောက်ကလေးနဲ့မှတ်ထားမှတ်ထားကျွန်တော်ဗနေ့ပါပြောတယ်ဒါဆိုလိုက်တရဘယ်ချင်းအရေးကြာကြာလွန့်ပြီးသွားရင်လိုက်တရဘယ်ချင်းတော့မလွန့်ခဲ့ဆိုကျွန်တော်လည်းမမှတ်မိတော့ဘူး ကျွန်တော်အမြဲတမ်းပြောရင်လည်းစောက်ကလေးနဲ့မှတ်တာဘယ်နေ့ပဲရဲ့ဘယ်လိုက်မှာပါပြောတယ်ခင်ဗျားတို့ဒီချက်မှတ်လို့ပြောတယ်အခုကျွန်တော်ဒါ public account နဲ့လွှင့်ပြနေတာကတကြိမ်ချင်းဝယ်တဲ့လူတွေအတွက်ကျွန်တော်ရရှင်းတယ်နော်ကျွန်တော်ရွေးချယ်တဲ့စနစ်ဒီအမှန်ကန်ပဲတို့တော့ရွေးချယ်တဲ့ကနေမောင်းနော်ဝမ်းကြီးဖြစ်သွားနော်အဲ့တော့ဒီမှာငားထိတ်ဒီလိုစောင်းစောင်းမောင်းချင်းငားရပါတော့30လို့ဖြစ်တဲ့ချိန်မှာ break to break နဲ့သူရှိတစ်နှစ်ကျော်ကနန်း အဲ့မျိုးပုံစံ၅ထိပ်လို့ယူလို့ရတယ်တို့ဆို၅ထိပ်နဲ့အဲ့ဖြစ်စဉ်မမှန်မှုအဲ့တော့ဒီကျွန်တော်ပြောခဲ့တယ်နော်ဒီမှာ၅ထိပ်ဒီမှာလည်းကျွန်တော်ထောက်ပြခဲ့တယ်အဲ့စနစ်ကိုဒီမှာလည်း၅ရဲ့၅ရဲ့ပါဝါနောက်ပိတ်ဆိုလိုမောင်ရင်10လို့ဒီမှာလည်းမဖြစ်ဘူးလှည့်စားမှာဘယ်လိုလာမှမသိဘူးကျွန်တော်ပြောခဲ့ဒီမှာ၅ထိပ်ဆိုလိုမောင်ရင်10လို့မဖြစ်ဘူးဒီမှာ၅ထိပ်ကြတယ်ဒီမှာလည်းဆိုလိုမောင်ရင်10လို့မဖြစ်ဘူးအဲ့တော့၅ထိပ်ရိုးရှင်းတယ်ပဲရိုက်သွားမလားဒါမှမဟုတ်လို့ရှိရင်အဲ့စနစ်တစ်ခုခုနဲ့ပြင်ဝင်လိုက်မယ်ဆိုဝင်သွားတာပဲ ကိုထိတ်ကိုရဘွားသုံးလုံးပေါင်းချင်းလေးလေးဖြစ်ပြီ break to break to break သူရှိတဲ့နေ့ကျော်ကနေဒီကနေ့မှဒီကနေ့ချသွားတာအဲ့လိုစနစ်ဒီအကုန်ပြောခဲ့ဘူးတဲ့ member အဖွဲ့ဝင်ကြီးကျွန်တော်ဒါကြောင့်ပြောကျွန်တော် live ဆက်လွတ်နေဟန်နေတက်တက်စောင်းတုံးနဲ့မှတ်ထား live ကိုကြည့်ဘယ်နေ့ဘယ်ရက်ဘယ်နှစ်နာရီမှဘယ်ကြောင်းနေပြောတာအဲ့မှာနောက်ချိန်ကျန်းကြည့်ရင် quad ဆိုပြီးတော့အဲ့လိုလိုက်ရှာပြီးတစ်ချက်တည်းထောက်ကြည့်လို့ရမှာခင်ဗျားတို့ကျွန်တော်တကယ်ပြောခဲ့ဘူးတဲ့နော် အဲ့စနစ်တွေရှိတယ်ကျွန်တော်အဲ့လိုသချာရှင်းပြခဲ့ပြီငါးထည့်ရိုးရိုးနဲ့ကစားဒီချိန်နဲ့စကစားပြရတဲ့အဲ့စနစ်ကိုဒီချိန်နဲ့စကစားပြရတဲ့ငါးထည့်ရိုးရိုးနဲ့ကစားမယ်ဆို၃နေရာရှိတယ်ဒါမှမဟုတ်ငါးထည့်မှလို့အထိတ်မညီဘူးအထိတ်ညီတဲ့နေရာတိုင်းလိုက်ကစားသင့်တယ်ကျွန်တော်ပြောခဲ့တယ်ဒီမှာတော့ကစားပြခဲ့တယ်ငါ၆ထည့်၃လုံးပေါင်းရင်၁၆ရဲ့ဘောက၁လို့ရတယ်ဒီနေရာမှာထွက်မကန်သူဖြစ်တနေ့ကျော်ကနပရိတ်၃ဆိုပြီးတော့ဒါပရိတ်၃ဒီနေ့ထက်မှ၆၅နှစ်နဲ့၅လေး၃ဆို၅လေးလေးဆိုနှစ်ပတ်ရဲ့ဒီမှာကစားပြခဲ့ဘူးသိတယ် အဲ့လိုစနစ်ဒီကောက်ကလိုက်ကြီးမှတ်တာမှတ်တာကျွန်တော်အများန်းပြောတယ်နော်ကောက်ထောက်ကြီးဆိုအများန်းသတိမြန်နိုင်မှုကျွန်တော်တို့ကလည်းရှေ့ကြည့်ရတာအရင်ကြည့်တော့ခေါင်းကအသက်ကလည်းအရွယ်ရသွားပြီနော်ကျွန်တော်ဆို55နှစ်ထက်ရောက်မှတ်ညာနေအဲ့လောက်ထိအရင်ရလို့မမှတ်နိုင်တော့အေးပြတာကြီးလည်းပါတာပေါ့နော်ချဲသမားအေးပြတာကိုနေနေမေညာညမေနေဣတဲ့အဖွဲဖြစ်သွားချဲသမားဆိုတာလေအဒီမှာကိုထိတ် မဆောင်းဆောင်းမောင်းရင်ဒီကိုယ့်ရဲ့ဘဝလေးအဲ့လိုဖြစ်စဉ်တွေတိုင်းမှာဒါထိုးတင်တဲ့ဒီမှာဆိုရင်ဘယ်နှခွက်ရှိမလဲပြောခဲ့မှုတယ်ကျွန်တော်အဒီကနန်းလည်းတွေ့ထူးတော့မပြောဘူးဗျာဒါမွေးကနန်းဆိုတော့နေရာအထိုင်ကကျွန်တော်တို့ရွေးချယ်ထားတဲ့630ဆိုတာကြီးမပြီးတော့တွန့်တယ်ပဲကျင်းနေလဲတာပေါ့နော်အခုကျွန်တော် public account နဲ့ဘာလို့လွှင့်ပြလဲဆိုတော့တကြင်ရင်းဝယ်တဲ့လူကြီးကြတယ် ဒါတွေမကြည့်အောင်မကြည့်ရတော့ကျွန်တော်ကျွန်တော်ရှင်းလန်းထုတ်ပြပို့ဘလူရွေးချယ်ခဲ့တယ်ဆိုတော့ဒါဤကဲဝမ်းမှာကျွန်တော်ရှင်းဦးကကစားခဲ့တယ်စနစ်ပဲဒီအချိန်မှာသူဖြစ်တနည်းကျော်ကနန်းသူဖြစ်တနည်းကျော်ကနန်းဒီကနန်းကိုကျွန်တော်ရွေးချယ်လိုက်တယ်တုံးလေးကတော့ကစားရကျွန်တော်လည်းဒီကနန်းကစားတယ်သူဖြစ်တနည်းကျော်ကနန်းကိုတော့ညာကွန် ဒီကနန်းလေးကစားတယ်ကိုတုံညအတွဲတွေကစားတယ်ဒီကနန်းလေးကစားလိုက်တယ်ဒါကတော့ကျွန်တော်ကထွေထူးမပြောမိပါဘူးဒါမွေကနန်းဆိုတော့တုံးကွက်ကစားလိုက်တာပဲကျွန်တော်လည်းသူ့ရှိတနည်းရောကနန်းဒါမှမကက်ကိုပြန်ကြည့်သိမယ်နော်သူ့ရှိတနည်းရောကနန်းဒီဆိုင်နဲ့ဒီဖရိန်နဲ့ကစားလိုက်တယ်သူ့ရှိတနည်းရောကနန်းဆိုပြီးကစားလိုက်တယ်တုတ်ကတော့ကစားပြလိုက်တယ်ဒါကံမဲပေါ့နော်ဒါမမီသေးတာတော့စောက်အောင်ပါပဲပေါ့နော် ဒီကနေ့ကစားပြလိုက်တဲ့ကွန်တုံညာကိုခွန်90ဆိုမှမကတ်ထဲမှာထည့်ပြီးထားတယ်။အဲဒီကနေ့ကျွန်တော်ပပရတီချပြလိုက်တယ်နော်။တုံညာ96ဆို။ဒီစနစ်ဒီချပြလိုက်တယ်။၃ကွက်ကစားတယ်။90ပက်လေးအကျိုက်ဆုံးပေါ့နော်။၄ကွက်ပေါ့တကယ်တော့ဒါလည်းကစားတယ်ဒါဒါမနေရာတိုင်းလို့ဒါတော့မွေးကနေဖြစ်တော့အပြေထူးမပြောလိုက်ဘူးနော်။ဒါတပတ်ချင်းသမားရဲ့ဒါမွေးကနေပြည်သိမယ်။ကျွန်တော်ကတော့မွေးကနေဆိုရင်နှစ်ပေါက်ဝင်တဲ့လူတွေပဲမွေးကနေကိုပေးတာဟုတ်။အဲ့တော့မွေးကနေတက်တက် ်ရားဝယ်လေရွှေအဲ့လည်းကျွန်တော်မရောဘူးနှစ်ပေါင်မှန်ပါဝင်တဲ့လူကြီးတက်ပြီမူကနအသီးစံထုတ်ပေးထားအပြောချင်တာအခုလည်းဒီစနစ်ဒီ different ဒီစနစ်ဒီအရန်ကောင်းတာရှိပါတယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာတော့လည်းကျွန်တော်တို့ရွေးချယ်တဲ့ကနေမှန်းပြီးတော့အထိုင်စနစ်ကတဲ့မှာအရန်ဝင်တယ်နော် ဒီမှာလည်းမွေးကနန်းဝင်တယ်ရွေးချယ်တဲ့စနစ်တယ်မှန်နေတို့တော့အထိုင်လည်းကျွန်တော်အကြိုက်ဆုံးအထိုင်လာမထိသေးဘူးပြောချင်တယ်ဒီမှာတော့လည်း633တန်းကစားတယ်ဒီမှာတော့လည်း939ပတ်လဲကစားတယ်အဲ့တော့နေ့ချိန်လုံးလုံးထားတဲ့တန်တိုင်းကိုပေါက်တင်တဲ့အချိန်ရောက်ကံမလိုက်တာပေါ့နော်ကံမလိုက်တာ ကံမလိုက်ဘူးလို့ပဲပြောပေါ့ဒါစနစ်ရွေးချယ်တဲ့လေးကျင်စစ်တဲ့ကျွန်တော်ဓမ္မပါအဖို့နေတည်တယ်မှန်ကန်ခဲ့တာဒီပွဲမှာလည်းဒီဖရိန်ကနေပြီကစားဖို့ကောင်းကောင်းနေရှိပါတယ်နော်အဲ့တော့ကံပေးတဲ့တနေ့တော့တိုက်တဲ့ဆိုင်တွေ့အောင်မှာပေါ့နော်ဒီတိုက်တဲ့ဆိုင်ဆိုင်တနေ့တွေ့အောင်မှာပေါ့ဒါလေးကိုပြောပြပေါ့နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အခုဘာလို့ပြောမှလဲဆိုတော့ ီဖိန်လန်းရောရှိရနော်အဲ့တော့ဘာကိုပြောမှလဲ public mission เนี่ยလဲဘာကိုလက်ဆောင်ပေးမှလဲဆိုကျွန်တော် live လုပ်နော် public ကလည်းတွန်းလိုက်ပြီဆိုတော့လက်ဆောင်ပေးဖို့တွန်းလာပါပဲနော်ကဲလက်ဆောင်ပေးမယ်စနစ်ကိုကြည့်အောင်နော်လက်ဆောင်ပေးမယ်စနစ်ကိုကြည့်အောင်လား ရှင်းလုံးမောင်း၆ကိုနောက်ပိနေပရိင္ငါရှင်းလုံးမောင်း၆ကိုနောက်ပိနေပရိင္ငါရှင်းနှလုံးမောင်း၆ကိုနောက်ပိနေပရိင္ငါပရိင္ငါပရိင္ငါ၃ချက်တန်းနာနှစ်ဦးမှဒီ၃ချက်ပဲရှိသေးတယ်နော်အဲ့လိုဖြစ်တဲ့နှစ်ထဲမှာပရိင္ငါလို့နှစ်ဦးအဲ့လိုတန်းတဲ့နှစ်ထဲမှာအဲ့ဒီနှစ်ထဲက break ခုံကနေစဖြစ်တယ်အဲ့ဒီ break ခုံပြန်တဲ့ထက်တဲ့ အဲ့လိုပဲဒီကမှာဆိုလို့ချင်း break ခွန်ကနန်းဒီဒီကနန်းကထွက်တယ်အဲ့ကနန်းကပြန်တက်လိုက်တာဒီမှာလည်း break ခွန်ကနန်းကဒီကနန်းကဆက်ထွက်တာအဲ့ကနန်းဒီပြန်တက်လိုက်တာအဲ့နေရာမှာစနစ်ဒီအရန်ကောင်းတယ်စနစ်ဒီအရန်ကောင်းတယ်ကျွန်တော်ပြောဘူးလေနော်စနစ်ဒီအရန်ကောင်းတယ်လို့ကျွန်တော်ပြောဘူးလေအဲ့တော့ break ခွန်ဘယ်လိုချိန်မှာဆက်ထွက်ရမှာလဲဒီချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်ရဲ့အောက်ရှင်းလေးသုံးရည်ရှင်းလေးသုံးရည် ဒီကံဒီပြန်တဲ့ထွက်ပြီးအဲ့ကနန်ဒီနေရာမှာ break ကိုစတဲ့အဲ့ break ကနန်ဒီမှာပြန်တဲ့ထွက်ခဲ့လို့ဒီကောင်လည်းပြန်တွေ့လိုက်တယ်ဒီ break ကနန်ဒီမှာစထွက်တဲ့အဲ့ကနန်ကပြန်တွေ့လိုက်တယ်ဒုတိယကက်မလာဒီတိုင်းမှာ6ခုနဲ့တစ်ရင်၂ရင်၃ရင်၄ရင်၅ရင်မြောက်မှာဒီကနန်စီပြန်တွေ့လိုက်တယ်အဲ့ကနန်ထောက်ဒီကနန်ထွက်ဒီနေရာမှာ break ကိုစတဲ့အဲ့ကောင်လည်းပြန်တွေ့လိုက်တယ်တတိယကက်တဲ့ဒီတိုင်းမှာဒီကနေ့ကျင်းဆုံးကြီးလေးကြီး၅ကြီးမှာဒီမှာ၉၃၈က၈၃ကိုပြန်ထွက်ခဲ့တာပြန်ထွက်ခဲ့လို့ဒီနေရာမှာဒီပြန်တဲ့ကနန်းက ီ break ကိုကနေစဖြစ်တဲ့ကနေညီပြန်တွေ့လိုက်ရမှာတမန်ကြောင့်လေးရှင်းပြတာလေတိတိဆိုင်လေးတိတိချင်းနော်တိတိရပဲကွာဆိုနေမှတ်မိသွားအဲ့ဒီ break ကိုကနေညီ break ဘယ်ချိန်မှပြန်ပြန်တော့ထွက်မှာလေဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်မြောက်မှာ break နှစ်လို့ထောက်ဒီနေရာမှာ break ငါလို့ပုံစံထောက်နှစ်ငါဆိုထောက်ချင်တယ်ဒီနေရာမှာဒီ break ကိုကနေညီပြန်တွေ့ထွက်တဲ့ဒီ shift ကိုနေဆိုတဲ့ကနေညီပြန်တွေ့ထွက်တဲ့ချိန်မှာပြန်တဲ့ထက်တဲ့ချိန်မှာ ဒီတိုင်းမှာဒီနေရာမှာဘရိတ်နှစ်ပုံဒီထောက်ဒီမှာဘရိတ်ငါးပုံဒီထောက်နှစ်ငါးလို့ထောက်မှာဒီခွန်အိုက်ခွန်ဒီပရမတ်ကပြန်ထွက်ခဲ့ဘရိတ်ခွန်ကနေပြန်ထွက်ထက်တာအဲ့တော့ဒီကနေပြန်ထွက်တဲ့ဒီမှာလည်းဒီမှာဘရိတ်နှစ်ပုံဒီထောက်ဒီမှာဘရိတ်ငါးလို့ထောက်အိုက်ဆုံးမှတ်နေဒီနေရာမှာဘရိတ်ခွန်ကနေပြန်ထွက်ထက်တာအဲ့ဒီခွန်ဆိုတဲ့အတန်ဒီကစားလေ ဒီ break ခေါ်ရဲ့ဘေးမှာထွက်မဲ့ကနေ95ဆိုတဲ့ကနေကတကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်မြောက်နေကကနေဖြစ်နေမှာ95ကမ95လို့ရိုက်တာအဲ့လိုဒီ break ခေါ်ရဲ့ဘေးမှာထွက်ထားတဲ့ဟိုက်86ခွန်ဆိုတဲ့ကနေကတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်ခွန်နှစ်မြောက်မှာထွက်ထားတဲ့86ခွန်ဆိုတဲ့ကနေကဒီရောက်ထွက်ပြီလား အဲ့တော့၅၉သုံးရဲ့ဘေးမှာထွက်တဲ့ကနန်းစီလည်းပဲတနည်းနှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်ဟာ2019တွေကကနန်းတစ်ခွက်ကဒီနေရာကိုလာထွက်ပေးရဒီစနစ်ကိုကစားမှာကစားမှာဆိုတော့ခုနှစ်နှစ်မြောက်ကကနန်းဆိုတာ2019တွေကနန်းဒီချိန်ဒီနေသားတွေတော့ခင်ဗျားတို့အားလုံးသဘောပေါက်ပြီပေါ့နော်ဒါဆိုသဘောပေါက်ပြီအဲ့ကျွန်တော်အဓိကပြောချင်တာက အခုကိုးကြိတ်ပြီးသွားပြီပေါ့နော်ကျွန်တော်မမကတ်မှာထုတ်ခဲ့တဲ့ကနန်းကျွန်တော်ရွေးချယ်ထားတဲ့ကနန်းနေအားလုံးဒီပြန်ပြီးတော့အသက်ရှိရနော်အချိန်မီပြန်ထွက်နိုင်တယ်နော်အဘယ်ကြိမ်တော့ထုတ်ခဲ့ပါဒီကနန်းနောက်တော့မထုတ်အောင်ဆိုတာမရှိဘူးကျွန်တော်တို့အကွက်ချိတ်ကစားတာဖြစ်တယ်ကျွန်တော်တို့ဖမ်းတဲ့ချိန်ဒီမှာမထွက်ခဲ့ရင်ကျန်တဲ့ချိန်မှာလည်းတိုက်ထွက်နိုင်တယ်အဲ့လေးကိုအထူးသတိထားပါဒီကနန်းအင်မတန်အခမ်းအခဲဆုံးကနန်းပြောပြမယ်ဒီကနန်းကိုကျွန်တော်ဒီချိန်မှာစောင့်ထားတယ် ဒီချိန်ကိုစောင့်ထားတာဒီကနေ့ကဒီချိန်မှဒီကနန်းကိုဒီချိန်မှဒီချိန်ကိုစောင့်ထားတယ်အဲ့တော့အခုချိန်မှာဘာနဲ့ဆိုပြန်တွေ့ကနန်းအနေနဲ့ထိုးမှာဘလို့ကြောင့်လဲကျွန်တော်ရှင်းပြပေးမယ်နော်ဘရိတ်ကုန်းနဲ့ဘရိတ်ကုန်းကနန်းဒီဘရိတ်ကုန်းကနန်းလို့ပြန်ကြကြပြီအဲ့ကောင်ရဲ့ဘေးမှာထွက်တဲ့ကနန်းဒီဘရိတ်ကုန်းကြောင့်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်ကကနန်းအဲ့ဒီကနန်းဒီဘလို့ထိန်လဲသူ့ရဲ့တကွင်းကျော်မှာ 360ဆိုတဲ့ကဏ္ဍနေအဲ့ဒီနေ့တည်းပြန်တွေ့ကဏ္ဍနဲ့ထိမ့်ထားတာပြီးရတကွန်ကျော်မှာဒီကဏ္ဍစီပြန်တွေ့ကဏ္ဍဖြစ်နေအဲ့ဒီတကွန်ကျော်ကဏ္ဍကဒီမှာလာထွက်တယ်အဲ့ဒါဒီကဏ္ဍတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်မြောက်ကကဏ္ဍဒီကဏ္ဍရှိချောက်ဒီကဏ္ဍလည်းဒီတိုင်းပဲသူရတကွန်ကျော်မှာ140ဆိုတဲ့ကဏ္ဍကဒီနေ့ဒီနေ့ထဲမှာ140လို့ပြန်တွေ့ထွက်တဲ့ကဏ္ဍတကွန်ကျော်ကဏ္ဍကထိမ့်ထားတာဒီနေရာကိုလာထွက်တယ် အခုအဲ့စနစ်နဲ့ပဲကစားရမှာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်၆ကြိမ်ခုနှစ်ကြိမ်တကွတည်းရဟိဘုစောင့်နေတာဒီနေ့တည်းမှာဟဲ့၆လေးခုနှစ်လေးခုကြောက်လို့ပြန်တွေ့ကနေဒီတကွတည်းရှိကြသူ့ရဲ့တကွကြောက်ကနေဟဲ့၃ရှစ်ရှစ်ကဒီနေရာမှာဒီနေရာကိုထိုးဖို့စောင့်နေတယ်ကနန်းမယ်ရှင်းမယ်ထင်ပါနော်ဒီနေရာမှာဒီနေရာကိုစောင့်ပဲစောင့်ပြီးထိုးဖို့ကနန်းမယ်ကျွန်တော်ကတော့ပြန်ထိုးမှာ ပတ်လို့မိတ်ဆွေများလည်းပဲစိတ်ဝင်စားရင်ထိုးလို့ရအောင်ပြန်တွေ့အနေနဲ့ကျွန်တော်ထိုးမှာဒီကနေ့ဒီဒီနေရာမှာဆောင်းတယ်တို့ဆိုကျိုးထွက်သွားတယ်ဓာတ်နဲ့အပြီးခြေသွားမှလားဒုစည်းမုတ်ဒီနေရာကိုပြန်တွေ့အနေနဲ့ပြန်ဝင်အောင်မှလားကစားတယ်လားမကစားတယ်မူလားဆိုတာကိုယ့်ကိုစဉ်းစားဆုံးဖြတ်ကြတော့ကျွန်တော်ကတော့ကစားအောင်မယ်ရှင်းမယ်ထင်ပါတယ်နော် ဘရိတ်ကွန်ကနန်းလေးဘရိတ်ကွန်ကနန်းလေးပြန်လွတ်တဲ့သူ့ဘေးမှာထွက်တဲ့ကနန်းဒီနေရာမှာဘရိတ်ကွန်ကနန်းဒီဘရိတ်ကွန်ကနန်းကပြန်တွေ့ကနန်းဘရိတ်ကွန်လို့ထွက်ထလို့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ဆင်းမှာအဲ့ဒီပြန်တွေ့နေပဲပြန်ထောက်တာဒီကနန်းဒီပြန်တွေ့လို့ထွက်ပြီသူ့ရဲ့တကွင်ကျော်ကအဲ့ငါးတစ်ကိုဆိုတဲ့ကနန်းကဒီနေရာလာထွက်တယ်အဲ့လိုပဲဒီမှာဘရိတ်ကွန်ဘရိတ်ကွန်လို့ထောက်ခဲ့တဲ့ဒီနေရာမှာထွက်တဲ့ကနန်းဟဲ့ရှစ်ခြောက်ကွန်ဆိုတဲ့ကနန်း တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ကဒီပုံစံနဲ့ပဲထွက်တာသူ့ဘော်မှာထွက်တာလည်းကနေ၈၄၀ဒီပြန်တွေ့တင်မနန်ကြီးတာဒီမှာတော့ဒကွန်ကျော်ထွက်တာဒီနေရာမှာဒကွန်ကျော်ပြန်တွေ့သူ့ဒကွန်ကျော်နှစ်ချက်အညီရိုက်တယ်ကဲဒါဆိုရင်ဒီမှာရောက်ပြီးဒီ၃ကို၅က၅သုံးကို၅ကိုတုံးလို့ပြန်တွေ့ထွက်ပြီးဒီနေရာမှာဝင်မဲ့ကနေဒီ break ကုန်ကြောင့်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်တယ် ပြန်ရတဲ့ဒီတကွဲထဲထွက်ထားတာ တကွင်းကျွန်းပုံနှစ်ကွင်းကျော်ဟပြထားတယ်။ချဲရဲ့သဘောဆိုဒီနေရာမှာပညာပဲဟပြထားတယ်။ပုံလူမဟုတ်ဘူးတို့တော့ဒီပုံစံဟတယ်ဒီတကွဲထဲရှိတယ်အဲကြောင့်ဒီလူကွင်းကျော်ကနဒီကနန်းသည်သေချာပေါက်ဒီနေ့တဲ့အထက်ဒီချိန်မှဒီချိန်အောဖို့ဆိုစောင့်ထားတဲ့ကနန်းမှာအဲ့တော့အခုလေသူ့ရှိဒီမှာတော့ထွက်ပြီးသွားပြီ။ဒါနဲ့ပဲအပြီးအလုတ်ကိုအပြီးလို့တတ်မှတ်သွားမှလား ဒါမှမဟုတ်ဒီကနန်းကိုဒီနေရာမှာပြန်တွေ့လို့ပြန်တွေ့ကစားခြင်းလို့ဒီကနန်းကိုကျိုးထုတ်သွားတာလားဆိုတဲ့စဉ်းစားတွေးခေါ်မှုကတော့ကိုပါရာကိုပဲစဉ်းစားကြဟမ်ကိုပါရာကိုပဲစဉ်းစားကြတော့ကျွန်တော်ဒီလိုပဲပြောတတ်တယ်ကျွန်တော်ကတော့ဒီကြောက်ပြန်ထုံမှာမမကက်ထဲမှာထက်သုံးမှာဒါမမကက်ပထမဆုံး live ပဲဆဲချိန်အတွက်မမကက်ထဲမှာထက်သုံးမှာပြောခြင်းတဲ့အတိတ်မှာကံတရားကလူသီးတယ် ချက်ပေါ့ဖို့ဆိုတန်တရားကလည်းအဓိကလူတွေဒါကိုပြောတာဒီကနန်းထွက်တော့တော့ဟတ်ကော့ကျန်နေကြတယ်ပြန်စင်းစားတော့အင်းပြန်တွေ့အနေနဲ့ပြီးရင်လို့လာစိတ်ဝင်စားဖို့ကောင်းတော့ကိုကြေတီပြန်တွေ့ဒီနေ့တည်းကပြန်တွေ့ကနေတချိန်မှမထွက်သေးဒီကနန်းကိုပဲပြန်တွေ့အနေနဲ့ပြီးရင်လို့လာဆိုတဲ့မျော်လင့်ချက်တွေးနေဒီဘက်မှာဒီကနန်းကိုကျွန်တော်ပြန်ကစားမှာ crazy အင်တန်တက်ရတယ်ကိုယ့်ကိုပြန်ကြည့်နော်ဟာကြမရှိဘူးလောက်တော့ ဟာကြံမရှိလို့လုပ်တယ်စိတ်ဝင်စားတယ်ဆိုစောစီးချပြလိုက်တယ်နေရာထိုင်တန်တရားတရားတွေကိုယ့်ကိုယ်ရွေးတော့၃ခွက်ထဲရှိရနော်ကိုယ့်ကိုယ်ရွေးခဏီးနော်မှန်ပါရဲ့ကျွန်တော်အကွက်ကောင်းရွေးအောင်မှာကျွန်တော်လုပ်ပေါ့နော်ဒါပပလိမေးစင်ပြန်စောစောစီးစီးချပြလိုက်တယ်အဒါရောကွာဒီမှာထွက်ပြီးတော့ဒါမျိုးတော့ငါတို့မကြိုက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကဒီချက်ဖို့မှလိုက်မထိုးနဲ့ကြိုက်တယ်ဆိုတဲ့လူကဒီကနေ့ကိုပြန်တဲ့အနေနဲ့ကစားခြင်းလေဆိုထိုး ဥပမာတခြားတခြားတော့တကယ်တော်တဲ့ဆရာကြီးတင်တာရှိရင်လိုင်းပေါ်မှာကျွန်တော်ပြောပြီးပြီကျွန်တော်တော်တဲ့ဆရာကြီးရဲ့မယ်ဆရာကြီးတော်တော်များများကျွန်တော်တော်တဲ့လူကြီးရဲ့မယ်ဆရာကြီးတော်တော်များများဆိုအကုန်လုံးကကျွန်တော်တော်တဲ့တော်လူပဲကျွန်တော်ခိုင်းပြီးတော့ပါနော်ကျွန်တော်အញ្ញံဆုံးလူပဲခိုင်းခဲ့တယ်အဲ့ပြောကျင်တာကပြန်တွေ့ကနန်းစစ်ကောင်းကောင်းကိုဒီကျင်မျိုးမှာစိုက်ကြပြီဆိုရင်မေးဆွေတို့အော်ထိုးတဲ့နေထဲမှာပါတယ်ဒီကနန်းလိုဟာမျိုးတွေဒါဆိုကြီးကျွန်တော်ချက်ပြလိုက်တယ်အေးနေကင်းလာရနော် ပြန်တဲ့ကိုဒီချိန်မှာစိတ်ကြိုက်ခိုင်ပုံမှာတင်းတဲ့တကယ်တော်တဲ့ဆရာကြီးအကုန်လုံးတော်ပါနော်ကျွန်တော်တို့အကုန်လုံးတော်တယ်အဲ့လိုတင်နိုင်မြန်တိုက်ဆိုင်ခင်ဗျားတို့ပြန်တဲ့ကနန်းလိုမှာကြိုက်ရင်ဒီကနန်းကြီးမပြက်မကွက်ထိုးတင်တယ်ဆိုတဲ့ message ကိုပေးလိုက်တာနော်အမရိယာမှာချက်ရတာဒီနေ့ပြေးလွှဲကြပါဒီနေ့ပြေးလွှဲတာပဲကံလူရည်တယ်ဆိုအဲ့ဒါပြောတယ်ကံလူရည်တယ်ဆိုအဲ့ဒါပြော ဒီချိန်မှမှဒီကနေ့မထွက်ခဲ့ဘူးဆိုရင်ခင်ဗျားတို့ဒါကျွန်တော်ကဒီပွဲမှာဒါ share ဟုံးကိုပဲဒါဆိုရင် member သီးသန့်ပြတော့မှာပဲဒါရိုးရှင်းပြောတာအခုလဲကိုယ်တိုင်စဉ်းစားလို့ရအောင်စနစ်ဆိုတော့ဒီလိုရှိတယ်စဉ်းစားလို့ရအောင်ရှင်းပြပေးတယ်နော်အဲ့တော့ပြန်တွေ့ကနန်းလို့မှဒီပွဲကိုစိတ်ဝင်စားရင်ဒီ388ပတ်လည်သည် မပြတ်မကွက်ထဲ့ကစားသစ်မှာလေလို့အားလုံးကကျွန်တော် ပေးတယ်များကိုလက်ဆော့အစိုးပြလိုက်တယ်နော်လက်ဆော့အစိုးပြလိုက်တယ်ကနမ်းမှာနော်ကြိုက်ရင်တော့မကြိုက်ရင်ကျွန်တော်မမကတ်မှာထက်သုံးမဲ့မမအဖွဲ့ဝင်နေကြိုက်ရင်ကိုကိုထူတာမကြိုက်တဲ့လူကမထူနိုင်ဘူးနော်ဒါပဲပြောရတယ်ကျွန်တော်လည်းနော်အဲ့တော့ကန်ပေးတဲ့တနေ့တော့ကျွန်တော်တို့တိတိမိမိရမှာပါနော်ဒါမှ